ာပါရှင်ချင်းလင်း channel သတင်းဌာနမှပြင်ပြီးကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ31ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းရှင်တွေကတော့မြလင်တန်းကျောင်းမြန်မာပြည်သူလူထုများကိုချင်းပီချင်းလင်းအစိုးရကကူညီထောက်ပံ့သွားမည်ဖြစ်ပြီးလူမှုအထောက်ပံ့များလွတ်လပ်စွာပြည်ဝင်ခွင့်ပြုရန်သက်ဆိုင်ရာသူအလုံးကိုချင်းပီချင်းလင်းကောင်စီတောင်းဆိုကြောင်းမေပြင်းမဆန်းနိုင်တော့လေငလင်ကျန်လေးထူထောင်ကြီး ပန့်ပိုးကူငင်မဲလို့ KIO ဆိုကြောင်းငလင်ဘေးကြားရောက်ချင်းစစ်ကောင်စီကလေးချောင်းတက်ခိတ်မှုပြုလုပ်ကြောင်းကြောက်ဖြူနဲ့ဘောင်းတီမြူနေတွင်စစ်တပ်ကလေးချောင်းတက်ခိတ်မှုတွင်ပြည်သူတအူးနဲ့တိုလှန်ကြီးရဲဘော်တအူးတေဆုံးပြီးစစ်တအူးထိခိုက်ဒဏ်ရာရရှိကြောင်းနယ်လင်းကြောင့်တည်ဆုံးသူ1900ကျော်ရှိဟုစစ်ကောင်စီကထုတ်ပြန်နေတော်လဲမေပြင်းတွင်တည်ဆုံးသူအရေအတွက်အလွန်များနိုင်ဟုကေဆေးကြီးအဖွဲ့တချို့ပြောဆိုကြောင်း စကိုင်းတွင် PDF များဝင်လာပြီဆိုသော လုံခြုံရေးစိုးရိမ်ချက်ဖြင့်စစ်တပ်ကကေဆေးရီအဖွဲ့များကိုပိတ်ပင်ထားပြီးကေဆေးရီလောက်မည်ဆိုလျှင်စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ထံမှခွင့်ပြုချက်ရယူမည်ဖြစ်ကြောင်းမြန်မာငွေလည်အခြေအနေနိုင်ငံတကာမှာတရင်လာယူခွင့်စစ်ကောင်စီခုမပြုတ်ကြောင်းတော့ပဲဖြစ်ပါရဲ့ရှင် ငလင်တန်းကြောင့်မြန်မာပြည်သူလူထုများကိုချင်းပီချင်းလန့်အစိုးရကကူငီထောက်ပံ့သွားမည်ဖြစ်ပြီးလူမှုထောက်ပံ့များလွတ်လပ်စွာဖြန့်ဝေခွင့်ပြုရန်သက်ဆိုင်ရာသူအလုံးကိုချင်းပီချင်းလန့်ကောင်စီတောင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ငလင်ဘေးရန်တင့်ဒေတာကပြည်သူများအတွက်အရေးပေါ်လိုအလျက်ရှိသော စေဝါများ၊စာနေရိတ်ခါများကိုကူငီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်ချင်းနယ်အစိုးရကမတ်လ30ရက်နေ့တွင်တရင်ထုတ်ပြန်ထားပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလင်သည်အပြင်းထန်ဆုံးငလင်အမျိုးအစားဖြစ်ပြီးငလင်တန်ကြောင့်မြန်မာပြည်သူလူထုအသက်အိုးအိမ်စီးဆင်းထိခိုက်နစ်နာဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်းတွေ့ရှိရပြီးငလင်ဘေးဒဏ်ကြောင့်မြန်မာပြည်သူများအတွက်အရေးပေါ်လိုအပ်ရရှိသောစေဝါများ စာနှိတ်ရိတ်ခါနဲ့ကြံလေနေရာချထားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ချင်းပီချင်းနဲ့အစိုးရအနေဖြင့်အတက်နိုင်ဆုံးကူညီထောက်ပံ့ပေးသွားမယ်လို့သိရှိရပါတယ်။ချင်းပီချင်းလန်းကောင်စီအနေဖြင့်ငလှင်ပေးတန်တဲ့ပြည်သူများအတွက်အရေးပေါ်လူမှုအကူအညီများပံ့ပိုးပေးကြပါရန်နိုင်ငံတကာအစိုးရများနိုင်ငံတကာဖွဲ့စည်းများ NGO နဲ့ INGO များအရက်ဖက်ဖွဲ့စည်းများဗီတွင်းပြည်ပရှိ မြန်မာပြည်သူများထံမြတ်တာရက်ခံခဲ့တယ်လို့သိရှိရပါတယ်။လူမှုထောက်ပံ့ရာလွတ်လပ်စွာဖြန့်ဝေခွင့်နဲ့မျက်နှာသူများထံအမှန်တကယ်ရောက်ရှိရေးကိုလည်းတက်ဆိုင်ရသူအားလုံးကိုရွှင်ပြည်ချင်းလန်းကောင်စီကထက်ဆက်မြတ်တာရက်ခံတောင်းဆိုထားပြီးအကြံဖက်စစ်ကောင်စီကြောင့်ပြည်သူများအသက်အိုးအိမ်စီးစိမ်များဒေကျဆုံးရှုံးနေချိန်တွင်တဘာဝကက်ဘေးစုကြီးငလျင်တန်းကြောင့်တပူပေါ်နှစ်ပူဆင့်ထိခိုက်နေတာဆုံးရှုံးကြရတဲ့မိဘပြည်သူများနဲ့ထက်တူထက်မြတ် ဝန်နေရပါကြောင်းထုတ်ပြန်ချက်မှာရည်တာဖော်ပြထားပါတယ်။မာရှလ28ရက်နေ့မှာစကိုင်းမျိုးအနီးကိုဗဟုပြု၍အင်အားပြင်းရီတာစကေ9.8ရှိသည့်ငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးရင်းငလင်နဲ့မိနစ်အနည်းငယ်ကြာမှာမန်လင်းမျိုးတတာဦးလီစိတ်အနီးကိုရီတာစကေ6.4အင်အားပြင်းငလင်ထက်မှန်လှုပ်ခတ်ခဲ့ကမာရှလ31ရက်နေ့ နာနဲ့6နာရီအချိန်ထိနောက်ဆက်တွဲငှက်လှင်ငင်အချိန်ပေါင်းများစွာချက်မှန်လှုပ်ခတ်ခဲ့ရလို့သိရှိရပါတယ်ရှင်။မေပြင်းမစဲနိုင်တော့လဲငှက်လှင်ပြန်လေးထူထောင်ရေးပန့်ပူးကူညီမယ်လို့ KIO ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။မင်းငလင်ပေးတဲ့ခန်းစားနေရသောဒေတာများအတွက်စိုးရိမ်တလို့မြုပ်ရွာများပြန်လေးထူထောင်ရင်းနဲ့လူသားချင်းစာနာထုတ်ထားမှုအကူအညီများအားကချင်လွတ်လပ်ရေးအဖွဲ့ KIO မှတက်နိုင်သမျှ ဖန့်ဖူးကူညီသွားမည်ဖြစ်ကြောင်းမတ်လ30ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။အစူပါမင်းကလင်လှုပ်ခတ်မှုကြောင့်မန္လေးတိုင်း၊စကိုင်းတိုင်း၊ရှမ်းပြည်တောင်ပိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းမြို့ရွာများအတွင်လူအသက်မြုပ်များစွာတည်ခြင်း၊ပျောက်ဆုံးခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်း၊လူနေအိမ်အဆောက်အဦများပြိုပျက်ခြင်း၊လမ်းတကြများပြိုကျခြင်း၊လူနေမှုဘဝများစွာပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် KIO နဲ့ကချင်လူထုတရက်လုံးကလည်း တဘာဝဘေးတန်ခန်းစားနေရသောပြည်သူများနဲ့အတူထက်တူဝင်နေကြောင်းဆိုပါရယ် KIO တပ်ဖွဲ့ဝင်များအနေဖြင့်မင်းကလင်းဘေးတံခန်းစားနေရသောဒေသများသို့သွားရောက်အကူအညီပေးရန်အခက်အခဲများရှိနေတော်လဲ။ကုင္ကေစီလုပ်ငန်းများကိုအာကျူးမှန်တက်ဆောင်ရွက်နေကြသောအသည်အဖွဲ့များလူပုတ်ကူတူးချင်းစီကို၎င်းနိုင်ငံတကာမှလာရောက်ကူညီနေကြတဲ့အဖွဲ့အစည်းများအားလုံးကို အထူးလေးစားကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ကုန်ပြုတ်ကြောင်း KIO ကပြောကြားထားတယ်လို့သိရှိရပါတယ်ရှင်။ မြလှင်ပေးကြားရောက်ချင်းစစ်ကောင်စီကလေကြောင်းတက်ခိမှုပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မြန်မာပြည်မှာကြီးမားတဲ့ငလှင်ပေးကြားရောက်ချိန်မှာစစ်ကောင်စီကနေရအနှံ့လေးချောင်းနဲ့ပုံကျဲတိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။မတ်လ30ရက်နေ့မနက်စေနာရီခွဲခန့်ကမကွေးတိုင်းပေါင်းမြုံနယ်အတွင်းစစ်ရဟိုင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေကို ဖုန်းအဆက်အသွယ်အခက်အခဲကြောင့်အသေးစိတ်မသိရသေးဘူးလို့ဆိုပါရယ်။ဒါပြန်မရှလာ28ရက်နေ့မန္တလေးမြို့အနီးမှာကြံအားအလိုမြင့်မာတဲ့ခုနှစ်တသမခုနှစ်အဆင့်ရှိ မင်းရလင်းလှုပ်ခတ်ခဲ့ပြီး၃နာရီခန့်အကြာမှာစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချူမြို့နယ်နောင်လင်းကျေးရွာကိုဂျက်ဖိုက်တာနဲ့ဘုံကျေးတိုက်ခိုက်ခဲ့လို့လူနေအိမ်၃လုံးနဲ့စားတင်ကြောင်း၂ကြောင်းပျက်စီးခဲ့ပြီးလူထိခိုက်မရှိဘူးလို့သိရပါဗျ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလူသားချင်းစာနာထုတ်ထားမှုအနေနဲ့ရလင်တန်တင့်တဲ့ဒေတာခံပီသူများကိုအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်နိုင်ရန်ယနေ့မတ်လ30ရက်နေ့ကနေ့ April 12ရက်နေ့အထိခုခံကာကွယ်စစ်ကလွှင့်ရင်ထူးစစ်များအားလုံးနှစ်ပတ်ကြာရပ်တန့်ရန်မတ်လ29ရက်နေ့ကထုတ်ပြန်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ကျောက်ဖြုံနဲ့ဘောင်းတီမြို့နေတွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု တွင်ပြည်သူတအူးနဲ့ဒူလိုင်းကြီးရဲဘော်တအူးတေဆုံးပြီးစစ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြုံမြို့နယ်နဲ့ပခူတိုင်းပေါင်းတီမြို့နယ်တို့တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။မာရှလ30ရက်နေ့ည9:20နာရီ20မိနစ်အချိန်အကြမ်းဖက်စစ်တပ်ကကြောက်ဖြုံမြို့နယ်ကုလပါရွာကို drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း drone ဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ဆိုင်ခန်းပျက်စီးသွားကြောင်းဒေတာတရင်ရင်းနဲ့ Arakan Princess Media ကဖော်ပြထားပါတယ်။အလားတူပခုတိုင်း BKI ပေါင်တီမျိုးနဲ့တပုတ်အုပ်စုလက်ပံခုံရွာအနီးသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်ကတိုက်လေရင်ဖြင့်ပုံချေတက်ခဲ့ခဲ့ကြောင်း BKI ပြည်သူ့ကာကွယ်ရေးတပ်မတော်3600တိုက်တဲ့ရင်စစ်ထုတ်လှန်ရင်းနဲ့ တရင်ပြန်ကြဲဤတာဝန်ခံရဲဘော်ရှဲရောကရန်ကုန်ခေတ်တရင်ဌာနတို့အတူပြုပြုဆိုထားပါဗျ။မာရှလ23ရက်နေ့ည7:48နာရီ48မိနစ်အချိန်ဘီတုကာကိုရေးတဖွဲ့ရဲ့လက်ချင်းရေးကွင်းနေရာကိုတိတ်လျင်နှစ်စီးဖြင့်တကြိမ်ပုံကျဲနဲ့ဘုံငါလုံးစီဖြင့်၅ကြိမ်စုစုပေါင်းပေါင်း25လုံးကြေးချတိုက်ခိုက်ခဲ့ရာဘီတုတအူးနဲ့ဘီတုကာကိုရေးတဖွဲ့ဝင်ရဲဘော်တအူးတေဆုံးခဲ့ကာ ပြည်သူနဲ့တိုးလှန်ရေးရဲဘော်စစ်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူမတ်လ24ရက်နေ့နာနက်9:30မိနစ်အချိန်နဲ့ညနေ6:40မိနစ်အချိန်တို့တွင်တိတ်လေရင်ဖြင့်ပုံကျခြင်းစစ်တပ်လေထီများဖြင့်ပေါင်းတိမြုပ်နေအတွင်းဘုံကျတိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူနဲ့တိုးလှန်ရေးရဲဘော်များထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ရှင်။ ငလင်းကြောင့်တေဆုံးသူ1900ကျော်ရှိဟုစစ်ကောင်စီကထုတ်ပြန်နေတော်လဲမေပြင်းတွင်တေဆုံးသူအရေအတွက်အလွန်များနိုင်ဟုကေစီအဖွဲ့တချို့ပြောဆိုခဲ့တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အကြံဖက်စစ်ကောင်စီကမတ်လ31ရက်နေ့အထိငလင်းကြောင့်တေဆုံးသူ1900ကျော်ရှိကြောင်းထုတ်ပြန်ပြောဆိုထားတော်လဲအစုပါပမာဏမှာမေပြင်းတွင်ဖြစ်ပေါ်နေသော အရေအတွက်က ပုံမှန်များပြနိုင်ကြောင်း KCE အဖွဲ့တချို့ကပြောဆိုထားပါတယ်။အကြံဖက်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကငလင်ကြောင့်တေဆုံးသူ1900ကျော်ရှိလာပြီးတန်ရာရရှိသူ3400ကျော်ရှိကြောင်းပြောက်ဆုံးနေသူ300ကျော်ရှိကြောင်းပြမနေညပိုင်းတရင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မန္တလေးတွင်ကေစီရီဆောင်ရွက်နေသောအဖွဲ့တချို့ကမူမန္တလေးတွင်အလောင်းများကိုနေ့စဉ်200နဲ့300ကြားတည်ထုံနေရပြီးတည်ဆုံးသူအရေအတွက်မှာစည်ရင်အတီချာရရန်ခက်ခဲကြောင်းမန္တလေးတွင်ကေစီရီလှုပ်ဆောင်နေသောအဖွဲ့တချို့ကပြောဆိုထားပါတယ်မန္တလေးတွင်ကေစီရေလှောက်ဆောင်နေသောအဖွဲ့တစ်ခုကအလောင်းတွေကအနံ့တွေထွက်နေပြီ ရတာနဲ့တုတ်တန်တွေပုတခါလေးတကြူလုံနေရတာဘလို့မဆိုင်ရင်လေမဖတ်နိုင်ဘူးတေဆုံးသူကနေ့စဉ်ကိုတုတ်တန်မှာရကနန်းအထက်ပါပဲဆိုင်ရင်အတီကြကရဖို့ခက်ခဲပါတယ်ကျွန်တော်တို့အဖွဲ့ဆိုင်ရင်အခြားအဖွဲ့ဆိုင်ရင်ဒီလိုမျိုးအကုန်ပေါင်းမှဆိုင်ရင်အမှန်ထွက်မယ် မန္တလေးအနေနဲ့ဆိုရင်ဒီ၃ရက်အတွင်းကိုတကြိုရာရာကြီးကနန်းရှိတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနသို့အတည်ပြုပြောဆိုထားပါတယ်။စကိုင်းတွင်ကေဆေးရီလှုပ်ဆောင်နေသူတချို့ကလည်းစကိုင်းမြို့အတိုင်းအတာဖြင့်တည်ဆုံးသူ160ကျော်ရှိပြီးအရေးအတွက်မှာပုံမှန်များပြနိုင်ကြောင်းသိရှိရပါတယ်ရှင်။စကိုင်းတွင် PDF မြဝင်းလာမည်ဆိုသောလုံခြုံရေးစိုးရင်ချက်ဖြင့်စစ်တပ်ကကေဆေးရေးအဖွဲ့များကိုပိတ်ပင်ထားပြီးကေဆေးရေးလုံမည်ဆိုရင်စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ထံမှခွင့်ပြုချက်ယူရမယ်ဆိုတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်တွင် PDF များဝင်လာမည်ဆိုသောလုံခြုံရေးစိုးရင်ချက်ဖြင့်စစ်တပ်က KCE အဖွဲ့များကိုပိတ်ပြန်ထားကြောင်းစကိုင်းမြို့တွင်ရောက်ရှိနေတဲ့ KCE ပရိဟိတအဖွဲ့တစ်ခုကပြောဆိုထားပါရယ်စကိုင်းတွင် KCE လုံမည်ဆိုပါကစကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စကိုင်းမြို့အခြေစိတ်တပ်မှ33တရင်တုတ်ထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်းကေဆေရေးလုံးမဲ့သူများရဲ့ကိုကြီးရဇဝင်ကိုငင်းမဲ့ပစ္စည်းအရေအတွက်မိတိလန်းကြောင်မှရရှိသည့်ငွေကြေးစစ်တပ်အပါအဝင်အုပ်ချုပ်ရေးအဖွဲ့များနဲ့ပူပေါင်းဆောင်ရွက်ရန်ဆိုသောစီကံချက်များကိုလိုက်နာရမည်ဖြစ်ကြောင်းသိရှိရပါသည်ကေဆေရေးပရိဟိတအဖွဲ့တစ်ခုကခွင့်ပြုချက်မရှိရင်ကိုငင်းခွင့်မရှိဘူးဘာရီကူမလဲဘသူတွေပါမလဲဘေကလာတာလေးစသည်ဖြင့်ပေါ့ လုံခြုံရေးစိုးရင်ချက်အတွက်အဓိကလို့ပြောပါရယ်လုံခြုံရေးအရာစိတ်ချရတဲ့အနေအထားမဟုတ်ဘူးလို့လည်းပြောရဲလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါရယ်စစ်တပ်ကဈေးရုံနဲ့မြို့နယ်ထွေအုပ်ရုံများတွင်လုံခြုံရေးတိုးမြှင့်ချထားကြောင်းသိရှိရပါရယ်စကိုင်းမြို့တွင်ကေဆေးကြီးရောက်နေသူတချို့ကဈေးရုံနဲ့မလှမ်းမကမ်းမှာတော့တနက်တကားကနဲ့လုံနေတာတစ်စေးကနေနှစ်စေးကြပြ ကန်နာလန်လေးပန်းချံအကျော်မှာအဆောင်ချပြီးပိတ်ထားရပြလို့ပြောဆိုထားပါတယ်။လက်တလောစကိုင်းအခြေစိတ်ကုင္ကြီးကေစေးရဖွင့်များနဲ့ချိတ်ဆက်လောက်ဆောင်ရရှိတော့လေစကိုင်းတိုင်းတစ်ခုလုံးကိုမလွှမ်းခြုံနိုင်ကြောင်းအဆောက်အုံအပြည့်စီများအောက်တွင်ပိတ်မိနေသောပြည်သူများအတွက်ကေစေးရလောက်ရန်အချိန်မှာနေပါလာနေပြီဖြစ်ကြောင်းကေစေးရဖွင့်များကဆိုရဲလို့သိရှိရပါတယ်ရှင်။ မြမငလင်အခြေအနေနိုင်ငံတကာမှတရင်လာယူခွင့်စစ်ကောင်စီခုမပြောတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။လူပေါင်းထောင်ချီတည်ဆုံပျောက်ဆုံးပိမိနေစေဖြစ်သောမင်းကလေးနဲ့ပတ်သက်ပြီးနိုင်ငံတကာမှတရင်ထုံများကတရင်ရယူနိုင်ရန်အတွက်တောင်းဆိုနေမှုကိုစစ်ကောင်စီကမတ်လ30ရက်နေ့ကငြင်းဆူလိုက်တယ်လို့သိရှိရပါတယ်။ အင်အားခုနှစ်သတမခုနှစ်ဖြင့်အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုကြီးမားသောငလျင်အခြေအနေကိုနိုင်ငံတကာသတင်းဌာနများကမြန်မာနိုင်ငံအတွင်းသို့လာရောက်ကာသတင်းရယူခွင့်တောင်းဆိုနေကြခြင်းဖြစ်ပြီးလက်ရှိအခြေအနေရရေဖြစ်စမီနဲ့ဟိုတယ်များမရှိသောကြောင့်ဟုဆိုကာနိုင်ငံတကာမှသတင်းထုတ်များရဲ့တောင်းဆိုမှုကိုစစ်ကောင်စီဘက်ကပေးချလိုက်ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကထုခဲ့သောအကြောင်းပြန်ကြားချက်အပေါ်နိုင်ငံတကာမှသတင်းထုတ်သူကစစ်ပွဲတွေဘေးအန္တရာယ်တွေကြားမှာသတင်းရယူပြီးသတင်းတင်ဆက်နေကြတဲ့သတင်းသမားတွေကိုစစ်ကောင်စီဘက်ကအကြောင်းပြချက်ပေးတဲ့အချက်တွေအပေါ်ကိုနားမလည်နိုင်အောင်ဖြစ်မိတယ်။ကျွန်တော်တို့သတင်းသမားတွေကအဲ့လိုကိစ္စတွေကိုဂရုမစိုက်ပါဘူး။ဖြစ်ပြနေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့ပဲအရေးကြီးတယ်လို့ဖတ်ချက်ပေးထားပါဗျ။မြန်မာနိုင်ငံတွင်ငလှင်ကြီးလှုပ်ခတ်ပြီး နှစ်ရက်58နာရီအကြာမရှိလ30ရက်နေ့တွင်တည်ဆုံးသူဦးရီဆက်လက်မင်းတက်လျက်ရှိပြီးမန်လေးနေပြည်တော်နှင့်ပခူးတို့တွင်နောက်ဆက်တွဲညလင်းရင်းများထောက်ခတ်နေစေဖြစ်တယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်ချန်လန်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကျမ်းမာရှင်လန်းပြီးဘေးရန်ခတ်တဲ့ကင်းဝေးနိုင်ကြပါစေရှင်